တို့ရဲ့ယုံနံကဘယ်ကစဖြစ်ပါတယ်လဲဆရာတဲ့တခြားဘာသာတွေကတော့ထာဝရဖန်ဆင်းတယ်လို့လို့ပြောနေလို့ပါဆိုရမှာအမေးမြန်းထားပါရဲ့ရှင်တို့ရဲ့ယုံနံကဘယ်ကစဖြစ်ပါတယ်လဲဆရာတဲ့တခြားဘာသာတွေကတော့ထာဝရဖန်ဆင်းတယ်လို့လို့ပြောနေလို့ပါဆိုရမှာအမေးမြန်းထားပါရဲ့ရှင်နှစ်ပိုင်းပါနော်ကျွန်တော်တို့ယုံနံနေဘယ်ကစဖြစ်တယ်လဲလို့မေးတယ် ရှားပါသာမှာထာဝရဖြစ်တယ်လို့ပြောတယ်နှစ်ပိုင်းခွဲလိုက်ပေါ့ကျွန်တော်တို့ဟာပဲပြောမယ်နော်ယင်ကျွန်တော်တို့ရဲ့ယုံနံနေဘယ်ဟာရှားဖြစ်တယ်လဲလို့ဆိုရင်ကျွန်တော်ကအခြေအနေ၃ရက်ခွဲပြောခြင်းတယ်အကျဉ်းဆုံးပေါ့နော်ကျွန်တော်တို့အခုပြောနေနေလည်းယုံနံနေဖြစ်နေတာပဲအဲ့ဒါကိုဟိုခဏပစ္စုပန်လို့ခေါ်တယ်နော်ပြီးတော့တဘောဝပစ္စုပန်လို့ပြောမယ်ပြီးရင်တန်တရာပစ္စုပန်လို့ပြောမယ်ဒါဆိုရှင်းသွားတယ်နော်ယုံနံနေဘယ်ဟာရှားဖြစ်အဲ့တော့ကျွန်တော်တို့အခုခဏတိုင်းခဏတိုင်းဖြစ်နေတဲ့ဂျုံနံပေါ့ခဏပစ္စုပန်ပေါ့အဲ့ဒါဘယ်ရစဖြစ်လဲလို့ ဘာအစဖြစ်လဲလို့ဆိုရင်ရှင်းမယ်ယုတ်ဒီကံစိတ်ဥဒုအဟာရကြောင့်ဖြစ်တယ်နန်ဒီဓွာရနဲ့အာယုံကြောင့်ဖြစ်တယ်ယုတ်ဒီကံစိတ်ဥဒုအဟာရကြောင့်ဖြစ်တယ်ဆိုတာအခုကျွန်တော်တို့ယုံနံရှိနေတယ်နော်ဖြစ်ချင်းပြက်ချင်းနေနဲ့ဖြစ်ပြောနေတယ်ပြောနေပြောနေရင်းနဲ့ကိုဖြစ်ပြက်နေကံစိတ်ဥဒုအဟာရဒီယုတ်ကြီးอ่ะကံကိုမယုံရင်ကံကိုဖြတ်ချလိုက်ကြည့်ကံကုန်တယ်လို့ပဲပြောပါတော့ကျွန်တော်တို့ပုံသွားလိမ့်မယ်ပုံကြသွားလိမ့်မယ်နော်ယုတ်ဆက်မဖြစ်တော့ဘူးစိတ်ကိုစိတ်ကြောက်ဖြစ်တယ်နော်ဒီယုတ်ယုတ်တရားမှာစိတ်ကြောက်ဖြစ်တယ်အေးတန်းနေရင်လည်း ုတ်ကတစ်မျိုးလေနော်ထားပါတော့စိတ်ကြောက်ဖြစ်တယ်ဆိုတော့စိတ်တစားယုတ်ခေါ်တာပေါ့ဗျာအခုကျွန်တော်တို့ဘာသာရေးအကြောင်းတွေဆွေးနွေးနေတဲ့ဆိုရင်ကျွန်တော်တို့ယုတ်ကတစ်မျိုးဖြစ်နေမယ်ဒီစီယံမောစရာဖြစ်နေရင်တစ်မျိုးဖြစ်နေမယ်နော်ဒေါသထွက်စရာအာယုံနဲ့ဖြစ်ရင်ကျွန်တော်တို့မျက်နှာတစ်မျိုးဖြစ်မယ်ကျွန်တော်တို့မျက်နှာကိုယ့်အကူမှတ်ထားကြည့်လေနော်ဟိုကုသိုလ်ဖြစ်နေတဲ့ယုတ်ကတစ်မျိုးလောဘဖြစ်နေတဲ့ယုတ်ကတစ်မျိုးဒေါသဖြစ်နေတဲ့ယုတ်ကျွန်တော်တို့မှာမျက်နှာဖုံးနှစ်ခုမရှိဘူးတခုတည်းနဲ့ပြောင်းနေတာအဲ့ဒါစိတ်ကြောက်ဖြစ်တဲ့ရုပ်တွေပဲဒါလောလောဆယ်ပြောတာပဲကံကြောက်ဖြစ်မယ်စိတ်ကြောက်ဖြစ်မယ်ဥဒုကြောက်ဖြစ်မယ်ဥဒုဆိုအပူဝေးပေါ့ ကိုအဲကောများလဲဆိုရင်ကျွန်တော်တို့ရုပ်တမျိုးဖြစ်လာမယ်ကြာရင်ကိုအရင်တမျိုးဖြစ်လာလိမ့်မယ်အဲရုပ်အပူအေးပေါ့အကြမ်းပြင်းပြောပြတာပါနော်ရုပ်နောက်တစ်ခါနောက်ဆုံးတစ်ခုကပါလဲဆိုရင်အာဟာရစားလောင်တဲ့အခါမှာရုပ်တမျိုးဖြစ်မယ်ပြေဝတဲ့အခါမှာတမျိုးချင်းချင်းရုပ်သစ်တွေဖြစ်တာအခုထမင်းစားထမင်းစားပြီးခိုက်မှာပဲကပလီကာရအာဟာရဆိုရုပ်သစ်တွေဖြစ်တယ်မျက်နှာတမျိုးဖြစ်သွားတယ်ပြောင်းသွားတယ်ဒါဟိုသတိထားကြည့်ရင်သိရပါဘူးဒါပစ္စုပ္ပန်မှာဖြစ်နေတဲ့ပစ္စုပ္ပန်ခဏပစ္စုပ္ပန်မှာရုပ်တရားကံစိတ်ဥဒ္ဓဟာရကြောင့်ဖြစ်တယ်။ဘာမှလက်သက်မချနိုင်ဘဲထာဝရမှာမဟုတ်ဘူး။ ကြောင်းတွေရှိပြီးတော့နန္ဒရာကဘာကြောင့်ဖြစ်လဲအခုနန္ဒရာတွေဖြစ်နေတယ်ဒွါရနဲ့အာယုံကြောင့်ဖြစ်တယ်ဒွါရနဲ့အာယုံကစဉ်းစားကြည့်လေဒွါရဆိုတာအမှစကုပ္ပဇာတာဆိုတာမြင်စိတ်တစ်ခုကြီးစကုပ္ပဇာတာဆိုတာဘာလဲဆိုရင်စကုဒွါရပဲအဲ့ဒီဒွါရကြောင့်သက္ခာယတနာစကုဝိညာဏဓာတုရဆိုပထမရှိပြီသားနော်ဒွါရကြောင့်ဖြစ်တယ်ဒီဘက်ကပဇာတာယုတ်ပေါ့နော်စကုဒွါရအာယုံကြောင့်ဖြစ်တယ်ဒွါရနဲ့အာယုံအာယုံဆိုတာဟိုဘက်ကဘာလဲဆိုရင်ရူပါယုံပေါ့နော်ရူပါယုံကြောင့် စကုဝิญဉ်ဆိုတဲ့မြင်စိတ်ဖြစ်တာပဲရူပါယုံမရှိရင်စကုဝิญဉ်မဖြစ်ဘူးဆိုတော့ရူပါယရဏစကုဝิญဉာဏဓာတုယဆိုပဋ္ဌာန်းမှာလည်းရှိတယ်စက္ခာယရဏစကုဝิญဉာဏဓာတုယရူပါယရဏစကုဝิญဉာဏဓာတုယအဲ့ဒီနှစ်ခုကဘာကြောင့်လဲဆိုတော့ပဋိစ္စဆွဲပြီးပေါင်းလို့တန်ရုပ်မှာပြန်ကြည့်စက္ကုံစားပဋိစ္စရူပိစ္စဥပိစ္စတိစကုဝิญဉာဏစက္ကုံစားမျက်စိကြည့်ကြကို၎င်းရူပိစ္စရုပ်အစင်းကို၎င်းပဋိစ္စဆွဲပြီးစကုဝิญဉာဏမြင်သိစိတ်သည်ဥပိစ္စတိဖြစ်ပေါ်တယ်ကျွန်တော်တို့မှာပေါ်နေတာမြင်စိတ်ကြားစိတ်နံစိတ်စားစိတ်ထိစိတ်ကြံစီတွေးတော့စိတ်ဒါပဲရှိတယ်လေ အတန်ဆိုရင်ရတ္တောတပဇာတာပေါ့သတ္တယုံပေါ့သောတင်စာပရိစ္ဆာသတ္တိစာဥပိသတိပေါ့သောတ္တဝိညာဏဖြစ်တာအဲကြောင့်ပစ္စုပန်ခဏမှာဖြစ်နေတဲ့ယုံနံတွေကဘယ်ဟာစဖြစ်လဲဆိုရင်ယုတ်ဒီကံစိတ်ဥရုအဟာရကြောင့်ဖြစ်တယ်နန္ဒီဒွာယနဲ့အာယုံတက်လို့ဖြစ်တယ်ဒီနှစ်ခုမှတ်လိုက်ပြီးသွားပြီနော်ကောင်းပြီအဲ့ဒါလိုခဏတိုင်းခဏတိုင်းခဏတိုင်းကိုညားလာတဲ့ခါမှာတဘောဖြစ်လာတယ်ပဋိသင်တွေကနေသုတိတိနော်အဲ့ဒီတဘောပစ္စုပန်ကိုကြည့်မယ် ဘဝတစ်ခုပေါ့အခုကျွန်တော်တို့ပဋိသင်နေရပြီပြီသုတိစိတ်မတိုင်ခင်ဒီကိုဘဝတစ်ခုဖြတ်တန်းနေလူဆိုလူဘဝပေါ့အဲ့ဒီဘဝပစ္စုပန်ပေါ့လက်ရှိပစ္စုပန်မသိခင်စကြမှာရုပ်နာနေဘယ်ရဖြစ်နေလဲလို့ပြောအဲ့ဒါဆိုရင်တော့အဖြေကခုနဟာနဲ့မတူဘူးပဋိသင်နေစိတ်ကစဖြစ်တယ်ကျွန်တော်တို့လူဘဝကိုရလာတယ်ရုပ်နာနေဘယ်ရစဖြစ်ပြီဘယ်ရရလာလဲဆိုပဋိသင်နေစိတ်မှာစဖြစ်တာပဲအဲ့ဒီပဋိသင်နေစိတ်ကဖြစ်တဲ့ရုပ်နာဘယ်ရလာလဲဆိုဟိုဘက်ကနောက်ဘဝရဲ့သုတိစိတ်ရဲ့ရှိရမှာရှိနေတယ်မရဏတဏ္ဍာဆို၅ခုကနေလမ်းပြေးတာပဲ နော်အကြောင်းခံသွားတာပဲအဲ့တော့ပဋ္ဌာန်းဒေသနာမှာအောက်ကံဒိက္ခဏီနာမရူပံအညမဉ္ဇဉ်သာဇာတပစ္စေနာပစ္စေအောက်ကံဒိက္ခဏီပဋိသန္ဓေခဏ၌နာမရူပံနာနေရုပ်တို့သည်အညမဉ္ဇဉ်အချင်းချင်းပြန်လန်သာဇာတအတူတကွတပြိုင်တည်းလည်းဖြစ်တဲ့မြည်နေကြကမဇယုတ်နဲ့နံခန္ဓာလေးပါနော်ဝေဒနာစဉ္ညာသင်္ခါရဝိညာဉ်ပေါ့ဗျာအဲ့ဒါပဋိစံနေစိတ်ကနေစဖြစ်တယ်ဘဝမှာကောင်းပြီအဲ့ဒါလိုဘဝမျိုးဘဝမျိုးတွေအများကြီးများလာတယ်မရေမတွက်နိုင်အောင်များလာတယ်အနတ်မတက်ကဖြစ်လာတယ်အဲ့ကြိုင်ဘာခေါ်လဲတန်တရာလို့ခေါ်တယ် တိတ်ရှည်သွားရင်တန်တရာပဲတန်တရာကိုထင်သာအောင်ပြောရင်တန်ကောင်းစွာတရားစွာလဲပတ်တာနော်လဲပတ်နေတဲ့ဟာပေါ့နော်စာကင်ကြီးပေါ့ဒီဘဝတန်တရာအဲ့ဒီတန်တရာရဲ့အစယုံနံဘယ်အစဖြစ်သလဲမေးကြရှိလားအဲ့ဒါကတော့တန်တရာဘုဗ္ဗကောတိနပညာယတိလို့ဘုရားဟောတာတန်တရာရဲ့တတ္တဝတူရဲ့တန်တရာရှည်လွန်းတဲ့အတွက်နပညာယတိဆိုညံမှမထင်ရှားနိုင်ဘူးတဲ့တပိဋ္ဌဉာဏ်ရှင်မြတ်စွာဘုရားရှင်တို့ကတော့သဗ္ဗအလုံးစုံကိုညွတ်တာသိတယ် သို့တော်လည်းသိတဲ့အတိုင်းကိုထုတ်ပြောမယ်ဆိုရင်ကျန်တဲ့လူတွေကမသိနိုင်ဘူးเนาะမြတ်စွာဘုရားရှင်ရဲ့အသိတိုင်းသာအကုန်ပြောရင်ကျန်တဲ့လူမပြောနဲ့ရှင်သာတိပုတ္တရာတော်အကုန်နားမလဲဘာကြောင့်လဲသူကတာဝကဖြစ်နေလို့ပဲနော်သူကသူအက္ခဖြစ်ရင်ဖြစ်မယ်အက္ခတာဝကမာတာဝကအစရှိသည်ပြင်းပေါ်ဗျာလက်ဝဲရဒါပေမဲ့ဖရားမမဟုတ်ပဲအကုန်ညံမမီဘူးဒီပုရုဇဉ်တွေကိုပြောဖို့အတွက်ကအဆင်မပြေဘူးအဲ့တော့ဆိုလိုတာကအထက်ထွတ်အားဖြင့်ပြောရင်တော့အဆင်မပြေဘူးဘာလို့လဲဆိုတော့ညံမမီဘူးမသိနိုင်ဘူးပေါ့ဗျာဟိုလေးတန်းသမားကို ထားပါတော့ဗမုခအသူသီးတဲ့ဟာသွားရှင်းပြနေလို့လည်းအဆင်မပြေဘူးလေဟိုစိတ်တွေကြောက်ခဲ့ဖြစ်သွားမယ်ဒါပေမဲ့အဲ့ဒီလိုအထက်အတွက်အပြင်ပြောရင်ဥပမာဥပပါဗျာဒီဘွားဒီဘွားပြင်ဥလှပေါ့ဥမြနောက်ဆုံးနောက်ဆုံးနောက်ဆုံးသွားသူ့ရဲ့အစအပံမှာလည်းဘယ်လိုလိုက်မလဲအထက်အတွက်အပြင်လိုက်လို့မရဘူးဒါကိုပြိဿသမုပ္ပတ်မှာနွယ်ပင်အမျက်ရှာနည်းလို့ပြောတယ်သစ်တော်ပြည်ဒီမှာနွယ်ပင်ရအပေါ်မှာလန်းလန်းလန်းနဲ့သစ်ပင်ခေါ်အဲ့အမျက်ရှာရင်အောက်ကခြုံချင်းမှရအဲ့ဒီခြုံမရှင်းနိုင်ရင်အဲ့ဒီလူသွားရှင်းပြလို့မရဘူးဆိုလိုတာအဘိညာဉ်အရာတွေဖြစ်တယ် အဘိညာဉ်မှာလည်းအဆင့်ဆင့်ရှိတယ်။အဘိညာဉ်မှာဆင့်ဆင့်ရတချို့ကကဘာပေါင်းဘယ်လောက်မြင်နိုင်လဲတသောင်းမြင်နိုင်တသိန်းမြင်နိုင်လဲစက်ကြဝဠာဘယ်လောက်မြင်နိုင်လဲပေါ့။တာမန်ရုပ်ပုထုရှင်ကိုအဲ့ဒီလိုကြီးသွားပြောလို့အရှင်မပြေဘူး။အခုကျွန်တော်တို့ရဲ့မှတ်ဉာဏ်ဘယ်လောက်ရှိလဲဘယ်လောက်မြင်နိုင်လဲ။အခုဆိုလိုတာကဗျာကျွန်တော်ဆယ်တန်းဘဝဟာကိုပြန်ပြောဆိုကျွန်တော်ထိုက်တရားလို့ဆိုပြောနိုင်တယ်။ဒါငါးတန်းဘဝ၊သုံးတန်းဘဝ၊လေးတန်းလေးနှစ်သားဘဝဆိုရင်မရတော့ဘူး။ကျွန်တော်ဉာဏ်ဒီမှာကုန်နေပြီ။နော်အဲ့တော့ဒီတန်တရားရဲ့အစကိုပြောဖို့အဲ့ဒီပုဂ္ဂိုလ်ကမလိုက်နိုင်ဘူး မလိုက်နိုင်တော့စိတ်တွေကြောက်ကြီးဖြစ်တယ်။ဒီတော့အထက်ကူအဖြစ်ပြလို့မရတော့လည်းပဲသဘောတရားအဖြစ်တော့ပြလို့ရတယ်။အဲ့ဒါဘာလဲဆိုဝိဇ္ဇာသင်္ခါရလို့ခင်ဗျားထောက်ပြတယ်။အဝိဇ္ဇာသင်္ခါရကြောင့်ဒီစာကယ်ကြီးဉာဏ်ရုပ်လေပတ်နေတာ32ပုံအဝိဇ္ဇာသင်္ခါရလို့ဒီလိုထုတ်ပြတယ်။အဲ့ဒါဆိုလိုတာကပညာရတစ်ခုရဲ့လေ့လာမယ်ဆိုရင်အဲ့ဒီပညာရမှရှိတဲ့အသုံးနှုန်းတွေကိုနားလည်ရတယ်။ဆိုလိုတာအခုလို့အကြောင်းအကျိုးကောက်တဲ့မိဂုံမျိုးဆိုရင် အဲ့ဒီမေးတဲ့ပုဂ္ဂိုလ်ရောဖြေတဲ့ပုဂ္ဂိုလ်ကဘာလဲဆိုရင်ဗုဒ္ဓရဲ့ပညာရက်မှရှိတဲ့ဝေါ်ဟာရတွေကိုနားလည်ရတာပေါ့ဥပမာကျွန်တော်ဂျပန်ဘာသာလေ့လာမယ်ဆိုရင်ဂျပန်ရဲ့ဝေါ်ဟာရ vocabulary အကုန်နားလည်မှရအဲ့တော့ဒီနေရာမှာပြောရမှာအကြောင်းကိုရှာတဲ့အခါမှာအကောင်းဆုံးတရားနှစ်ခုရှိတယ်ပရိစ္ဆသမုပ္ပါဒ်နဲ့ပဋ္ဌာန်းပဲအဲ့ဒီဝေါ်ဟာရကိုနားလည်ဖို့လို့လုပ်တယ်အဲ့တော့ပရိစ္ဆသမုပ္ပါဒ်ကနည်းနည်းကျင်းတာပေါ့ဗျာသူ့ပြောမယ်အင်္ဂါ12ပါးလို့ပြောအင်္ဂါ12ပါးဆိုဗုဒ္ဓဘာသာတွေကသိကိုသိရတယ်ကျန်တာမသိရှင်နေဗျာ အဝိဇ္ဇာတင်္ခါရဝိညာဉ်ဏယုံတက်လာနဖတဝိနာတဏဥပါဒံကာမဘဝဇာတိဇရမရဏဆိုအင်္ဂါ၁၂ပါးရှိသုံးပိုင်းပိုင်းကာလနဲ့ပိုင်းအဝိဇ္ဇာတင်္ခါရအတိတ်ပေါ့ဝိညာဉ်ဏယုံတက်လာနဖတဝိနာတဏဥပါဒံကာမဘဝက၈ခုပါပြစုပန်အလဲဇာတိဇရမရဏကအနာဂတ်ဘဝအဲ့ဒီလောက်တော့အကြံပြန်နားလည်ရမယ်ဗုဒ္ဓဘာသာဆိုရင်နော်ဟိုအဲ့တော့အဲ့ဒီအင်္ဂါ၁၂ပါးရှိတဲ့အခါမှာအဲ့ဒီဟိုဟာပေါ့ပရိစ္ဆသမုပ္ပါပရိစ္ဆဆိုတာဆွဲပြီးတော့တန်ကောင်းဆိုတာဥပါဒါလေပတ်တာပေါ့ပရိစ္ဆတန်ဥပါဒါပေါ့ အဲ့ဒီ12ပါးကိုပြန်ကြည့်ရင်တန်တရာကြီးဖြစ်သွားတယ်။တန်တရာဖြစ်သွားရင်ဥမာတန်တရာရဲ့အနမတကတန်တရာပေါ့။အဲ့ဒီအနမတကတန်တရာကြီးတစ်ခုမှကြိုက်တဲ့ဘဝတစ်ခုကိုပြစ္ဆုတ်ဝင်ထားလိုက်။နော်ဟုတ်ဘယ်ဘဝလည်းမပြောတော့ဘူး။ကြိုက်တဲ့ဘဝရှေ့ကြီးမလို့များလုံးအရေးတွေပြစ္ဆုတ်ဝင်ထားလိုက်။အဲ့လိုပြစ္ဆုတ်ဝင်ထားလိုက်ရင်အဲ့ဒီပြစ္ဆုတ်ဝင်ဘဝရဲ့အစပါလဲဆိုဝိဇာသင်္ခါရပဲ။